ရီတိုင်းရေကြည်မြို့နယ်နဲ့ကျုံပျော်မြို့နယ်တွေကဒေသခံတွေဟာစစ်ကောင်မရှင်ပြုတ်လုံးမဲ့တူရောင်ရွေးကောက်ပွဲကိုစိတ်ဝင်စားမှုရှိဘူးလို့ဒေသခံတွေစီကသိရှိရပါတယ်။ကြက်တဲမှုတွေရှိနေတဲ့မြို့ကန်တွေဟာရက်ွက်အုပ်ချုပ်ရေးမှုရုံးတွေမှာကတ်ထားတဲ့မဲဆင်းတွေကိုလာရောက်ကြည့်ရှုသူမရှိသလောက်နှဲပါနေတာကိုတွေ့ရတယ်လို့စစ်ကောင်မရှင်နဲ့နှိစက်သူတွေစီကသိရပါတယ်။သူတို့ရွေးကောက်ပွဲစိတ်ဝင်စားဖို့နေနေတာတာသူတို့အနာသိန်းကလေးကကြက်တဲလိုက်ကြတာစားဖို့တော့အဆင်မပြေဘူး။ ဒါတွေကိုအရေးတယူသွားမကြည့်နိုင်ပါဘူး။ဒီရွေးကောက်ပွဲကိုလုံးဝမကြည့်နိုင်ကြပါဘူးလို့ကြုံမြော်မြို့နယ်ရှိဒေသခံတူက ARD Times ကိုပြောပါရယ်။ဒေသခံတွေစိတ်ဝင်စားမှုနဲ့ပါတဲ့အပြင်ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေမှာလည်းပြဿနာတွေပေါ်ပေါက်နေတယ်လို့သိရပါရယ်။စစ်တပ်ထောက်ခံသူနန်းစီဒီယန်ဆရာဆရာမအချို့နဲ့ဒေသခံအချို့ရဲ့အမိတွေမဲဆင်းမှပါဝင်ခြင်းမရှိတဲ့အတွက်ကျေးရွာအုပ်ချုပ်ရေးမှုတွေကိုအမည်စင်းတွေပြန်လည်ဖြစ်ဆွတ်ဖို့ညွှန်ကြားထားတယ်လို့သိရပါဗျ။ တောင်းပြင်ရေကြီးနဲ့ကြုံပြော်မြို့နယ်တွေကနန်းစီရီယံပညာရေးဝန်ထမ်းအချို့ဟာစေကောမရှင်ရဲ့ရွေးကောက်ပွဲအတွက်ကျောင်းဝင်းအတွင်းမဲဆွယ်စည်းရုံးနေတာကိုလည်းတွေ့ရှိရတယ်လို့ဒေသခံတွေကဆိုပါတယ်။ ERR တိုင်းတွင်းစေကောမရှင်ကအသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ခရိုင်ချို့မှာပြီးခဲ့တဲ့စက်တင်ဘာလကစပြီး electronic မဲပေးဆက်နဲ့မဲပေးတရုတ်ပြမှုတွေပြုလုပ်ခဲ့ပါတယ်။မဲယုံတရုံကိုမဲပေးဆက်၃လုံးထားရှိမှာဖြစ်ပြီး ဒေသခံတွေကိုမိမိအမည်အမဲစင်းမှပါမပါလေးလေးစားစားတွမ်းရောက်ကြည့်ရှုဖို့ခိုင်းစေထားတယ်လို့စစ်ကောင်မရှင်နဲ့ညီဆက်သူစီကတီးရပါတယ်စစ်ကောင်မရှင်လောက်ခံပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC က၎င်းတို့ရဲ့ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးကာလရပ်ပေါင်း60ကိုအောက်တိုဘာ28ရက်ကနေဒီဇင်ဘာ26ရက်နေ့ထိဖွင့်လှစ်လိုက်ပြီးဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်